နိုဝင်ဘာ13ရက်နေ့တရင်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကရွှေဘုံမြို့တော်ဘက်ရွှေဘုံမန္တလေးလမ်းပိုင်းမှာတက်လက်ကျော်တက်ဆွဲထားတဲ့စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းရွှေဘုံမြို့နယ် PDF အဖွဲ့ဝင်ရဲဘော်ခုနှစ်ဦးကြဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စကိုင်းတိုင်းရွှေဘုံမြို့ထက်ရွှေဘုံမန္တလေးလမ်းပိုင်းမှာအထိုင်ချထားတဲ့စစ်အင်အား20ခန့်ကိုအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် နိုဝင်ဘာလ10ရက်နေ့နေ့၄နာရီ20မိနစ်မှာရွှေဘုံမြို့တောင်ဘက်ထွက်မိုးကူးမှာအထိုင်ချထားတဲ့တက်မတ်33လောက်ခန့်စစ်ကြောင်းမှာအင်အား20ခန့်ဟာရွှေဘုံမန္တလေးလမ်းပိုင်းတကနန်းရွာထိပ်မှာအထိုင်ချရာ PDF ဖွဲ့တွေနဲ့အနီးကပ်တိုက်ပွဲဖြစ်ခဲ့တာပါအဆိုပါတိုက်ပွဲဟာတနာယီခန့်ဖြစ်ပွားခဲ့ပြီးနောက်မြမစစ်တပ်ကရှာတော်ကြီးရွာဘက်သို့ထွက်သွားတယ်လို့သိရပါတယ်ရွှေဘုံမန္တလေးလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တကနန်းကြီးရွာအတွင်းကို PDF တွေကနေမြေဝင်ရောက်ရှင်းလင်းရာကြေးရွာဘုံကြီးကျောင်းမှာ ကင်းဘုံဝင်နေတဲ့စစ်သားတွေနဲ့ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာရွှေဘုံမြို့ထွက်ရှိမုံဦးမှာတက်ဆွဲထားတဲ့စစ်တပ်က60မမ80ဓမမလက်နက်ကြီးတွေနဲ့အချိန်ချင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြဆုံးမှုရှိတယ်လို့သိရပါတယ်။ရွှေဘုံမြို့နယ်ပကာဖာမြို့နယ်ပကာဖာတာဝန်ခံရဲ့စီမံကုကဲမှုနဲ့မြို့နယ်တိုက်ခိုက်ရေးအဖွဲ့တိုက်နဲ့တနစ်တုံးကပကာဖာတိုက်ခိုက်ရေးအဖွဲ့တွေနဲ့နေမြေကန်ပကာဖာတွေကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ နိုဝင်ဘာ13ရက်နေ့တင်ကတော့တင်းင်းတာဒီတိုင်းလောင်းလုံးမြို့နယ်မြင်းမော်ရွာတွင်မြန်မာတပ်မတော်နှင့်တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။နိုဝင်ဘာလ10ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှမြင်းမော်ရွာကိုအင်အားလုံးရင်းဖြင့်စစ်ကြောင်းထိုးဝင်ရောက်တပ်ဆွဲထားတာပါ။နိုဝင်ဘာလ12ရက်နေ့နံနက်ပိုင်းတွင်လောင်းလုံးမြို့နယ်မြင်းမော်ရွာကိုရောက်ရှိနေသောမြန်မာစစ်တပ်ကနီနာရှိခြေရွာများကိုစစ်ကြောင်းထိုးရန်ထွက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ထိုထိတွေ့တိုက်ပွဲသည်မုံလွဲပိုင်းထိပြင်းထန်စွာဖြစ်ပွားခဲ့ပြီးထားဝယ်မြို့ပေါ်မှမြမစစ်တပ်ကဟောင်းဝိဇာလက်နက်ကြီးများဖြင့်ပစ်ကူပေးတိုက်ခိုက်ကရေတပ်မှစစ်တင်မောများကလည်းလက်နက်ကြီးများဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းထိုတို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကြောင်းကရှေ့ဆက်တိုးနိုင်ခြင်းမရှိသောကြောင့်မြင်းမော်ရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါသည်လက်ရှိချိန်ထိစစ်တပ်ကမြင်းမော်ရွာအတွင်းမှပြန်လည်ဆုတ်ခွာခြင်းမရှိသောကြောင့်စစ်ရေးဆက်လက်တင်းမာနေစေဖြစ်ကြောင်းသိရပါသည်နှစ်ဖက်တိုက်ပွဲတွေကြောင်း ။မြင်းမော်ရွာကတော့မီးလောင်နေပါပြီ။မနေ့ကတော့တိုက်ပွဲကတော့တော်တော်ပြင်းထန်တဲ့ထားဝယ်မျိုးပေါ်ကဟန်ဝိဇာလက်နက်ကြီးတွေတင်မောကလက်နက်ကြီးတွေနဲ့ကိုဆက်တိုက်ကိုပိတ်ခတ်သွားတာစစ်ရှောင်ပြည်သူတွေလက်နက်ကြီးကြီးထိမှန်ပြီးထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။မြင်းမော်ရွာကနေအိမ်တွေလည်းမီးရှို့လောင်နေပြီးမြေပြင်မှာတော့ဆက်လက်စစ်ရေးတင်းမာနေတော့ပဲစစ်တပ်ကမြင်းမော်ရဲမှာရှိသေးတယ်တိုက်ပွဲမှာလည်းအထိခိုက်ရတဲ့စစ်ရေးချေနေကိုတော့သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေကဆက်လက်ထုတ်ပြန်ပါလိမ့်မယ်လို့ပြောပါတယ်။ထို့ပြင်လောင်းလုံးမြို့နယ်အတွင်းစစ်တပ်က စစ်အင်အားထက်မှဖြစ်တင်းနိုင်ရန်ထားဝယ်မျိုးပေါ်တွင်အင်အားစုဖွဲ့မှုလှုပ်ဆောင်နေပြီးရေချောင်းဖြင့်စစ်အင်အားလာရောက်ဖြစ်တင်းနိုင်ကြောင်းဒေတာတွင်တရင်ရင်မြစ်ကဆက်လက်ပြောပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှလည်းမတရားမျိုးနယ်တွင်ရှိအမှတ်1014လေချောင်းရန်ကာကွယ်ရေးတပ်နဲ့စီတော်ကြီးရေလောင်တမန်တို့ကိုမြန်မာစစ်တပ်ကပြန်လည်သိမ်းယူခဲ့ပြီးလက်ရှိမှာတော့မတရားမျိုးနယ်တွင်မှနေရာတော်များများကိုပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တယ်လို့သိရပါရယ်မတရားနယ်မြေအများစုပါသွားတယ်ပြောရမှာပါဖျောင်းတောင်အဖာဘီလက်မြေဆက်ယုံအေကိစ္စပြီးတော့ မန်တပ်ပြက်လက်လွတ်လိုက်ရတဲ့ပူတင်ကြီးတဲကရွာတရွာအေကလေးကတစ်ဖက်တစ်စပါနေတာဆရာကူတော့မတရားကကုံတလောက်ကိုဖြစ်သွားပါပြီလို့ဒေတာခန်တရင်မြစ်တူကပြောပါတယ်။ဒါအပြင်စစ်တပ်ပြန်လဲထင်းကျုပ်ရရှိသွားတဲ့မတရားမျိုးနယ်အတွင်းမှတစင်လဲစစ်တပ်အနေနဲ့အင်အားစုဖွဲ့တွေပြုလုပ်ပြီးစင်ကူးမျိုးကိုထိုးစစ်ဆင်လာဖွဲ့ရရှိနေတယ်လို့လည်းအဆိုပါတရင်မြစ်ကဆက်ပြောပါတယ်။စင်ကူးကစစ်တပ်ကပြန်ရပြီဆိုတာတော့မဟုတ်ဘူးဗျခုမှထိုးဖို့စုဖွဲ့ပြင်ဆင်နေတာမတရားဘက်မှစစ်တပ်ဘက်ကအင်အားဖြည့်တင်းပြီး စင်ကူပထိုးဖို့လုပ်နေတဲ့စစ်တပ်ကစီရော်ကြီးပြန်ရသွားတော့ပိုဆိုးတာပေါ့လို့ပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ DNA ထံမှစစ်တပ်ပြန်လည်သိမ်းယူခဲ့တဲ့နောင်ချိုမြို့နယ်အတွင်းမှာလည်းစင်ကူမတရားဘက်သို့ဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတစ်ကြောင်းရှိနေတယ်လို့လည်းသိရပါတယ်။အဆိုပါစစ်ကြောင်းနေနဲ့အင်အား80ကျော်မှတရနီးပါးအထိရှိပြီးမိုးကုတ်လမ်းမတစ်ဆင့်စင်ကူမတရားဘက်ကိုလမ်းပေါက်တဲ့ဒိုးပင်ကြီးရွာနီးပတ်ချာလယ်မှာရောက်ရှိနေတယ်လို့လည်းသိရပါတယ်။နောင်ချိုမှာစစ်ကြောင်းတစ်ကြောင်းရောက်နေပြီး ဒိုးပင်ဘက်ကနေစီတော်ကြီးအတိုင်းဆင်းပြီးစင်ကူးနဲ့ပဲသွားမလားဘသွားမလဲစောင့်ကြည့်ရမယ်ဗျဒိုးပင်ရွာကနေမတရားစင်ကူးပစင်းလို့ရတယ်လို့သူကဆက်ပြောပါတယ်မြမစစ်တဲ့အနေနဲ့မတရားစင်ကူးတပိတ်ချင်းနဲ့မိုးကုံမျိုးတို့ကိုအပြေးဝါထိန်ချုံနိုင်ဖို့အတွက်မန်လေးတိုင်းတွင်မှစစ်ကြောင်းဖိုးတာတွေရှိတယ်လို့ဗျူဟာရအရေးပါတဲ့နောင်ချိုးမိုးကုံလမ်းပေါ်ရှိဟိုခိုဟိုခဲနဲ့ဒိုးပင်ကြီးရွာတွေမှာလည်းစစ်ကြောင်းတွေခန့်ခွဲထားတာတွေရှိနေတယ်လို့သိရပါတယ်